ီယူကျွတ်တငယ်ချင်းနဲ့အားလုံးမင်္ဂလာပါဗျာနော်ဒီချိန်20နဲ့တစ်ချိန်အတွက်ပထမဆုံးလက်ကလေးပါဗျာနော်ပထမဆုံးလက်ကလေးထွင်ပြမယ်ပထမဆုံးလက်ကလေးဆိုတော့လဲပုပ်ပပပါလေးလွှင့်ပြမယ်ဟုတ်ဗျာနော်အဲ့တော့ကျွန်တော်ပြတ်သားမျိုးကိုရရှိဖို့တငယ်ချင်းနဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်နှုတ်ဆက်ပါအောင်ဗျာနော်ဓမ္မလေးလေးထောင်း subscribe မနေရတဲ့တငယ်ချင်းရ subscribe လေးနှိပ်ပြီးတော့အားပေးပါအောင်ဗျာ မန့်လေးတွေနဲ့ကျွန်တော်နှုတ်ဆက်ပါအောင်ညာနော်မင်္ဂလာပါဆရာချိုကေမင်္ဂလာပါဗျာဒါကျွန်တော်ဒီ20နဲ့တစ်ချိန်အတွက်ပေါ့ဗျာနော်20နဲ့တစ်ချိန်အတွက် ရမသုံးလိုက်ကလေးလှည့်ပြမှာဖြစ်တယ်။ကျော်ပြီးခဲ့တဲ့ချိန်ကတော့ organizer ဟိုကတော့နော်689 698 689ပြရတာပေါ့နော် organizer 689 689ပေါ့။ဝမ်းချင်းဖြစ်သွားပြန်နော်နင့်နာ။ရှစ်ထည်စီရတလုံးနဲ့တစ်ချက်တည်းနဲ့မကြိုက်လို့ရှစ်ထည်စီကိုဟိုလိုတယ်။ပြန်ကြအောင်ဖမ်းတော့ဟိုပြန်ကြအောင်ဖမ်းတော့ဘယ်မှာပေါက်တော့မလဲပြန်နော်။နောက်ကနေဝမ်းချင်းဖြစ်သွားပြန်နင့်နာ။ ပြီးတဲ့အချိန်ကပေါက်ပြီးထင်တာပြန်ကြတော့အဓိကဖန်တာဆိုတော့ဘလုံးမှဖြစ်နေကြတော့လေ68နှလုံးတော့ပါတာပေါ့ပါ68နဲ့တူတာဆိုတော့၄68တကွက်ရှိတာပေါ့เนาะ68နဲ့ခွန်68နဲ့ဆိုတော့ဒီခွန်68ကတော့ site ထဲမှာမရှိတော့၄68တကွက်ကလေကွက်တီကိုကြာเนาะထပ်တချုပ်ပြတာဒါမျိုးဝန်းကျင်မဲ့ဖြစ်သွားတယ်ကျွန်တော်ကဒုတိယရဲ့ ဟိုအဆက်တွေလို့ဖြစ်နေတူဒီတို့ဒုက္ခကောင်းခေါ်ပြီးဆိုဝမ်းကျင်းနေပဲရှယ်များအဲ့လိုဖြစ်อืมအဲ့ကျွန်တော်ပြတတ်မှုကိုကြည့်ဖို့တင်ငယ်ချင်းတွေရောက်လာပြီဆိုတော့လက်မလေးတွေထောင်ပြီးတော့အားပေးပါအောင်เนาะလက်မလေးတွေမတွေ့သေးပါဘူးလက်မလေးထောင်ပြီးတော့အားပေးပါအောင်เนาะ subscribe မနေရသေးတဲ့တင်ငယ်ချင်းတွေက subscribe လေးနှိပ်ပြီးတော့အားပေးပါအောင်เนาะလက်မလေးတွေနှိပ်ပြီးလို့အားမပန်းကြည့်ပါဦးဗျာเนาะကျွန်တော်က

ပလင်သာလည်းသူကဟိုဟာဆိုရင်ပြန်ကြောက်ဖမ်းထားတာဆိုလို့ပေါ့ဗျာ။တော့အဲ့ကနေရှဲပဲဆိုတီးထဲတာ။ကိုကမှုပြကြီးပေါ့။မှုပြကြီးဖြစ်သွား။အင်္ဂလာပါဗျာနော်။ Okay ။လက်မလေးတွေထောင်ပြီးတော့ channel ကို subscribe လေးနှိပ်ပြီးအားပေးအောင်ဗျာနော်။ ကွန်မန့်လေးတွေမှန်းလို့ရတယ်ဟုတ်ဗျာနော်ကျွန်တော် live လွှင့်တဲ့ချိန်ညာရင်တော့ကျွန်တော်ကဖတ်လို့လည်းမရတော့ကျွန်တော်တိတ်ပြီးမကျွမ်းကျင်ဘူးပေါ့ဗျာနော်ဒီမှာအဲ့လိုမျိုးလွှင့်တာမကျွမ်းကျင်တဲ့အတွက်ဒါအခုဟိုဟာမပြခင်လေးမှာကျွန်တော်ကဒီလိုမျိုးလေးနှုတ်ဆက်တာပေါ့နော်အဲအဲ့လိုမျိုးလေး line ကောင်းတာမကောင်းတာမသိဘူး Okay ကျွန်တော်စပါရအောင်နဲ့စလိုက်ရအောင်ဆိုတော့ အေးဒီလောက်မှရမယ်တော့ဒီဆောင်းတက်မယ်ပြောရအောင်နော်ဒီဆောင်းတက်တဲ့လိုင်းကိုချအောင်ဆောင်းတက်တဲ့လိုင်းကိုချအောင်တော့ဟိုဟာပေါ့နော်တူတီတယောက်ကတချို့ကတူတီတောင်းတာတူတီကျတော့ဒီကျွန်တော်ရဲ့ဖုန်းနံပါတ်မှာ Telegram ရှိတယ်နော် Viber လည်းရှိတယ်အဲ့ဒါနေသွားတောင်းမှရမယ် ကျွန်တော်အမှကျတော့ဟိုအနေပဲလုပ်တာနော်သုံးလုံးအခွေလေးတွေပဲသုံးလုံးအခွေလေးတွေတောက်လျှောက်ဝင်နေပေါ့ဗျာနော်ဒါတော့မှဟိုယူလိုက်နေသူတို့ကမစားချင်သူတို့ကအကွန်များများအောင်မထိုးချင်နေတယ်တူတယ်ကျွန်တော်က၁၁ကွက်ထုတ်တာပေါ့နော်သုံးလုံးအခွေဆိုတော့အပူပါတော့၉ကွက်ရှိတယ်ပြီးတော့မွေးကနန်းအာတစ်ကွက်ဆိုတော့၁၁ကွက်ပေါ့ဗျာနော်၁၁ကွက်ထုတ်တာဖြစ်တယ်အဲ့ဒါတော့ပတ်တိုင်းထွက်တယ်ပေါ့ဗျာနော်ပညာကြီးတပေါင်းကွက်ယူရပေါ့လား သူရအစတော့ဒီပုံမှာဒီ YouTube မှာလည်းလကားတင်ပြတာเนาะဟိုလက်မလေးတော့မှတ်မလားကြောက်ကျွန်တော်အဝေးဆိုတော့ကျွန်တော်မတင်တော့အဲ့တော့เนาะဒီရောဒီ၃လုံးကိုလေးပေါ့ဗျာเนาะဒီဒီတရားလေးနဲ့တွားလိုက်အောင်ကျွန်တော်ဒီအစားအာနေ၃လုံးကိုလေးပေါ့ဗျာเนาะဒီ၃လုံးကိုလေးပေါ့ဒီ၃လုံးလားလေးပေါ့ဗျာเนาะဒါလေး အဲဒီသုံးလုံးလေးကိုဒီအဲ့သုံးလုံးလေးစင်တဲ့နေရာမှာသူကအပီးရိုက်သွားတာပေါ့ဗျာနော်အဲ့တော့ဒီမှာရှိတာက၄ပေါ့ဗျာနော်အဲ့ဒါဒီ၄နော်၄တွေပေါ့ဗျာနော်ဒီရှင်းနောက်ဘက်နဲ့ရှေ့ဘောင်း6နဲ့ဒီ၄ပေါ့နော်သူကဇောင်းတက်မယ်အားနောက်ဘက်နဲ့ရှေ့ဘောင်း9နဲ့၄ပေါ့နော်ဇောင်းတက်မယ်အားနောက်ဘက်နဲ့ရှေ့ဘောင်း9နဲ့၄ပေါ့နော်ဇောင်းတက်မယ်သုံးညာနောက်ဘက်နဲ့ရှေ့ဘောင်း၄နဲ့၄ပေါ့ဗျာနော်ရှေ့ဘောင်း၄နဲ့အဲ့လို၄၄တွေ ဖြစ်တဲ့နေရာမှာပေါ့ဗျာကျွန်တော်ကသူ့ကဘယ်လိုရိုက်လဲဆိုတော့ဒီကဒီနောက်ပိတ်နှလုံးရှင်းနေနောက်ပိတ်သုံးလုံးကိုသူ6လို့ထည့်တယ်အဲ6လို့ထည့်တယ်ဒုတိယတကယ်ကိုစောင်းတက်မယ်ဆိုရင်ဒီနောက်ပိတ်သုံးလုံးကိုတစ်လုံးနဲ့ပဲထည့်တာပေါ့ဗျာเนาะ6လို့ပဲသူထည့်တယ်နောက်တစ်ခါတက်ပြန်တော့ဒီနောက်ပိတ်သုံးလုံးကို6လို့ပဲသူထည့်တယ်ပေါ့เนาะ နောက်ဆက်ဆက်တက်တော့နောက်ပိတ်၃လုံးကို6လို့ပဲသူတက်တယ်နော်၄တက်တယ်6တက်တယ်ပေါ့ဗျာနော်၄တက်တယ်6တက်တယ်ဆိုတော့ကျွန်တော်ကဗာဇလန်ဘယ်လိုဖြစ်သွားလဲဆိုတော့ရှေးပေါင်း6နဲ့8နောက်ပဲရနေပြီဒီကောင်ဒီရှေးပေါင်း9နဲ့3နောက်ပဲရပြီပေါ့နော်ဒီကောင်ဒီရှေးပေါင်း9နဲ့9နောက်ပဲရှေးပေါင်းလေးနဲ့1နောက်ပဲအဲ့မှာတကွက်တဲ့သူကရိုက်သွားတာဘယ်လိုရိုက်လဲဆိုတော့ဒါကလင်နာအဆက်အောက်မှာရှိတယ်ပေါ့ဗျာနော်ကလင်နာအဆက်ကလင်နာမဆက်ထားလို့ပေါ့နော်ဒီ6နဲ့8ရဲ့အောက်မှာ3 9 5ထွက်တယ်ပေါ့ဗျာနော် အားလေးကိုအောက်မှာရေးထားရတာဖြစ်တယ်။အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီမာတီထက်စီဖြစ်ဖြစ်ခါဖြစ်ဖြစ်တလုံးထဲလိုက်တဲ့နန်ကျောသဘောတည်းရိုက်ကတော့မှာဖြစ်တယ်ပေါ့နော်။သူကတလုံးထဲတွေပဲရိုက်သွားတာ။ဘယ်လိုရိုက်သွားလဲဆိုတော့ဒီမှာ question ဒီ question နဲ့တဲ့နော်ဒီဆောင်းကားနဲ့ဟိုသုံးလို့သူရိုက်သွားတယ်။သုံးလို့သူရိုက်သွားပြီဆိုမှတပုတ်ထဲပေါ့ဗျာနော်။အဲ့ဒါသူ့ရဲ့ဇောင်းတက်တော့သူ့ရဲ့ဇောင်းတက်တော့ဒီမှာ question ဒီ question နဲ့ဒီဇောင်းငါးနဲ့ကိုလည်း၃လို့ပဲသူရိုက်ပါတယ်နော်တစ်လုံးနဲ့၄ပဲရိုက်ပါတယ်နောက်တကဒီမကွာ၃ဒီကွာ၃နဲ့ဒီဇောင်း၁၀နဲ့ကိုလည်း၃လို့ပဲသူတစ်လုံးနဲ့ရိုက်ပါတယ်နော်၄ကမြောင်းနေနဲ့ဒီမှာကွာခွန်ကွာခွန်နဲ့ဒီနှလုံး၆နဲ့လည်း၃လို့ပဲသူရိုက်ပါတယ်ဒီပြားကိုအဲ့လိုမျိုး၄၆၃ရိုက်ချက်နဲ့တပုတ်တည်းပဲသူဖြစ်သွားတယ်ပေါ့ဗျာနော်ထိတ်စီးကိုဘယ်လိုရိုက်လဲဆိုတော့၃နဲ့ရိုက်တယ်ဒါထိတ်က၃နဲ့ဘယ်လိုရိုက်လဲ ဒီကကွာရှင်းနေဒီဈောင်းငါးနဲ့ကိုတုံးလို့ရိုက်တယ်။တုံးလို့ရိုက်တယ်နောက်ဘက်ကိုကြတော့ဒီ၃လုံးကို6လို့ရိုက်တယ်။၃6ရိုက်ပြီးတော့ဟိုခါကိုကြတော့ဒီနောက်ဘက်နဲ့ရှေ့ပေါင်းတဲ့ဒီ၄ဆိုပြီး၃6 4ရိုက်ချက်ပေါ့နော်။၃6 4ရိုက်ချက်နဲ့၃ည6ရှေ့ကိုဒဲတပေါ်လေသူဖြုတ်တယ်။ဒါဒုတိယတကက်သွားလိုက်အောင်ဒုတိယတကက်ကလည်းအတိုင်းပဲပေါ့နော်။သူကပုံတူရိုက်မှဖြစ်တယ်။ဒီကွာရှင်းနဲ့သူ့ရဲ့ဇောင်းမှာဒီနှလုံးစောင်းထားတဲ့ငါးနဲ့ဒီ၃လို့ထည့်လိုက်တယ်။ထည့်တဲ့ဒီနောက်ဘေး၃လုံးကို၆လို့ထည့်တယ်။ ထည့်ပေးပြီးတော့ဒီ9နောက်ပိတ်နဲ့ရှေးပေါင်း9နဲ့ဒီ6လို့ထည့်တယ်3 6လေးရိုက်ချင်တယ်3 9 3ကိုသူဒဲတဘောတယ်အဲ့လိုမျိုးထည့်တယ်ပေါ့ဗျာနော်နောက်တစ်ခါတတိယတစ်ခါအနေနဲ့ကလည်းဒီမှာကွာ3နဲ့ဒီနှလုံးဆောင်10နဲ့ကို3လို့ရိုက်တယ်ဒီနောက်ပိတ်3လုံးကို6လို့ရိုက်တယ်3 6နောက်တစ်ခါ9နောက်ပိတ်နဲ့ရှေးပေါင်း9နဲ့ဒီ6လို့ရိုက်တယ်3 6လေးရိုက်ချင်တယ်3 9 9ကိုသူကဒဲတဘောတယ်ကျွေးတယ်ပေါ့ဗျာနော် ကဲဒါဆိုရင်ယောဂသရုပ်ဒကအနေနဲ့ကဂွားခွန်ဂွားခွန်နဲ့ဒီနှလုံးဆောင်ချုံနဲ့ကိုတုံးလို့ရိုက်တယ်။ရပြီဒီနောက်ဘိတ်သုံးလုံးကို6လို့ရိုက်တယ်။ပုံစံတူပဲရိုက်သွားတာပြီးတော့တုံညာနောက်ဘိတ်နဲ့ရှေးပေါင်းလေးနဲ့ဒီ4လို့ရိုက်တယ်။3 6လေးရိုက်ချက်နဲ့1 1 1ကိုတပုတ်ထဲကျွေးသွားတာဖြစ်တယ်။ဒါဆောင်တက်သွားလေးပင်ပေါ့ဗျာနော်။ရောဆုံးမဲ့ပင်ကအဲ့လိုမျိုးဖြစ်ပြီးသွားရင်ဒီဘေးမှာဆုံးမှာဒီကောင်းအောင်ဆုံးမှာဒါပောက်ွက်လေးပေါ့ဗျာနော်။ပောက်ွက်လေး 364ရိုက်ချင်တယ်ကျွန်တော်ကဒါဆော့လိုက်တာပေါ့နော်ဒီမှာ364 3 364ရိုက်ချင်တယ်ကျွန်တော်ကထိတ်နောက်ဘိတ်ခါပေါ့နော်အဲ့လေအဲ့လိုမျိုးကိုသူကဒီမှာ၄ကပ်ကိုအဲ့လိုဆော့သွားဖြစ်တယ်အဲ့ဒီပုံစံနဲ့ပဲသူဒီဘက်မှာကျွန်တော်ပြန်ရိုက်ပြင်မယ်နော်ပြန်ရိုက်ပြင်မယ်တစ်ချက်ကြည့်ပေါ့နော်ဒီဘရိတ်ဒီဘရိတ်နှစ်နဲ့တစ်ထိပ်စီနဲ့ကို3လို့သူထည့်လိုက်ပြီနော်3လို့ထည့်လိုက်ပြီနော်ဒါဆိုရင်အဲ့ဒါက ဒီပရိ6နဲ့ခွန်ထိတ်နေ ው လေ3လို့ပဲထည့်လိုက်ပြီနောက်တစ်ခါဒီပရိ9နဲ့8ထိတ်နေ ው လေ3လို့ပဲထည့်လိုက်ပြီဒါဆိုရင်3နဲ့ရွယ်ပြန်ထည့်အောင်ကျွန်တော်ဒီမှာပရိ9ပရိ9နဲ့ကျွန်တော်ပါထိတ်ထည့်မလဲ8ထိတ်8ထိတ်နဲ့ကို3နဲ့လို့အဲ3တစ်ချက်ထည့်လိုက်ပြီပေါ့ဗျာနော်ခုနက8မှရိုက်ထားတဲ့ကောင်က3လေးပဲနော်ဒီ guard 8နဲ့ဒီနှလုံး9နဲ့ကို3တာ အဲ့ဒီ၃ကိုကျွန်တော်ပြန်ထည့်သွားတာဒီ break နှစ်နဲ့တစ်ထိတ်နဲ့၃လို့ပြန်ထည့်သွားတာနော်နောက်တစ်ခါဒီ question နဲ့ဒီ၅နဲ့ဒီ၃နဲ့၃လို့ထည့်လိုက်တာနဲ့ဒီ break 6နဲ့ခွန်ထိတ်နဲ့၃တာပဲနော်နောက်တစ်ခါ gua 3နဲ့ဒီနှလုံး30နဲ့၃လို့ထည့်လိုက်တာနဲ့ဒီ break 9နဲ့8ထိတ်နဲ့၃လို့ပဲသူလိုက်ထည့်တယ်ပုံသူပဲထင်မှာဖြစ်တယ်ဗျာနော်ပုံသူဒီဥပမာဒီ break ရက်တဲ့ခဏနေရ၃၆လေးရိုက်ချက်နဲ့၃လုံးစလုံးကိုထည့်သွားတာဖြစ်တယ်လို့ ီဘေးမှာရိုက်မဲ့ခဏန်းတွေကိုလည်းကျွန်တော်တို့က36လေးနဲ့ပဲစော်ပါမှာဖြစ်တယ်။ဒီမှာကနောက်ပေါင်း9တဲ့နော်။နောက်ပေါင်း9ဒီနောက်ပေါင်း9နဲ့ဒီဇောင်း9နဲ့ဒီဇောင်း9နဲ့ကိုသူ၄လို့ထည့်တယ်နော်၄လို့ထည့်တယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒုတိယတက်ခက်ဒီမှာနောက်ပေါင်း9ဒီနောက်ပေါင်း9နဲ့ဒီဇောင်း9နဲ့ကိုလည်းသူ၄လို့ပဲထည့်တယ်နော်။ဒါဆိုတတိယတက်ခက်က ီမှာနောက်ပေါင်း၈ဒီနောက်ပေါင်း၈နဲ့ဒီဇောင်းချုံနဲ့ကိုလည်းသူ၄လို့ပဲထည့်တယ်။အဲနော်ဒါဆိုကျွန်တော်ရရောက်ကကိုရောက်ပြီ။ရောက်ကကဒီမှာကနောက်ပေါင်း၅ဒီမှာနောက်ပေါင်း၅နဲ့ကျွန်တော်ဒါကိုပါထည့်မယ်။ဇောင်း၉နဲ့မှ၄ဖြစ်မှာ။ကောင်း၉ဖြစ်ဖို့ကျွန်တော်တစ်ခါတစ်ခါ ီနောက်ပေါင်း9နဲ့ဒီနှလုံးဆောင်9နဲ့မှာ4လို့ဖြစ်မှာအဲ့တော့3နဲ့4နဲ့ကိုကျွန်တော်နှလုံးထည့်ပြီးွားပြီဒီမှာနှလုံးရွားပြီနောက်တဲ့6တလုံးထည့်လိုက်ပြီဆိုရင်ပွဲပြီးွားပြီပေါ့နော်ဒီဘေးမှာရိုက်ခဲ့တဲ့3 6 4ရိုက်ချင်တယ်သူကဒီ4ပင်ကိုဖြစ်သွားတယ်အခုဒီဘေးနာကဒီ4ပင်ကိုလည်းကျွန်တော်3 6 4ရိုက်ချင်တယ်ပဲတဘောလေးရိုက်လိုက်ရအောင်နော်အဲ့လိုမျိုးလေးရဲလိုက်ရအောင်ဗျာနော် အဲအဲ့လိုမျိုးဟိုပြောတတ်မှုသဘောကျဆိုလက်မလေးထောင်ပြီးအားပေးပါဦးမျိုးနော်ဒီ channel လေးကို subscribe မနဲ့တင် subscribe လေးနှိပ်ပြီးအားပေးပါဦးအဲ့မှာကျွန်တော်ကဒီမှာဒီငကနောက်တဲ့တလုံးထည့်လိုက်အောင်6ကိုဘယ်လိုထည့်ဟောလဲဒီမှာရှိနေတာကဒီမှာ6ကိုဘယ်လိုထည့်ဟောလဲ3နဲ့4နဲ့နှလုံးထည့်ပြီးပြီနော်ဒီပရိတ်နှစ်နဲ့1ထိတ်နဲ့ဒီ3လို့ထည့်လိုက်တယ်ထည့်လိုက်ဆိုဒီနောက်ပေါင်း9နဲ့ဒီနှလုံး9နဲ့ကို4လို့ထည့်တယ်3ပြီး4ထည့်တယ် ောက်တစ်ခါဒီနှလုံးဒီတက်အဲ့ဒီနှလုံးတက်နေနောက်ပေါင်း9နဲ့ကို6လို့ထည့်တယ်ပုံးသူဒီ4 6 3 3 6 4ကိုဒီမှာ3 6 4လို့3လုံးလုံးပြန်ထည့်ပြီးပြီးတော့ဘေးမှာနင်းသူကတပေါက်တည်းရင်ဆိုင်ရိုက်သွားတာဖြစ်တယ်နော်တပေါက်တည်းဖြစ်တယ်ဒုတိယတကယ်ကိုကြည့်လိုက်အောင်ဒုတိယတကယ်ကလည်းဘရိတ်6နဲ့ခွန်ထိုင်းနဲ့ဒီ3နဲ့နောက်ပေါင်း9နဲ့ဒီဇောင်း9နဲ့4တယ်3နဲ့4တယ်ဒီပြန်ပြီးရင် ဒီဇောင်းလေးနဲ့ဒီနောက်ပေါင်းနှစ်နဲ့ကို6တည်း6လို့ထည့်လိုက်တော့3 6လေးရက်ချင်တယ်ပဲခုံကခုံတဖုံလေးဖြုတ်လေးပေါ့ဗျာနော်တတိယတစ်ခက်ကြည့်လိုက်အောင်ဒီပရိန်9နဲ့8ထိန်နဲ့ကို3တည်းဒီနောက်ပေါင်း8နဲ့ဒီ6နဲ့ကို4တည်း3နဲ့4တည်းဟောနောက်တကဒီဇောင်းကိုဒီဇောင်းကိုနဲ့ဒီနောက်ပေါင်း9နဲ့ကို6တည်း3 6လေးရိုက်ချင်တယ်ပဲသူက8 4 3ကိုတဲကိုအဲ့လိုတဖုံလေးကျွေးတယ် ီဘေးကပုံတူအတိုင်းပဲ၃ကတိတိကျွေးသွားပြီဆိုတော့ကျွန်တော်က၄ကတ်ကိုလိုက်တော့မယ်သူကဘေးမှာ၄ကတ်ရိုက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဘာမှအထွန်းနေအတက်တွေမပါဘူးဒီ၃၆လေးအတိုင်းပဲဖြုံပြန်ပြီးတော့ပုံတူရိုက်ပြီးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီပရိင်9နဲ့8ထိန်နဲ့ဒီ3တယ်ဒီနောက်ပေါင်း9နဲ့ဒီဇောင်း9နဲ့ဒီ4တယ်3နဲ့4နဲ့ရိုက်နေပြီ6ကဘယ်လိုရိုက်မလဲဒီမှာဇောင်း6ဇောင်း6နဲ့နောက်ပေါင်း10နဲ့ဒီ6ဆိုပြီးတော့တပေါက်ထည့်ရိုက်ကြမယ်เนาะ8 9တပေါက် ဟုတ်တာ၈တိကိုတပေါက်ဖြစ်တယ်။ဒါကဒီပြင်ချုပ်ကွက်တွေမပြဘူးနော်။ဒီအားလေးကိုပဲကျွန်တော်ကပြချင်နေတာ။ဒီ၃၆လေးရိုက်ချက်ပေါ့နော်။၃၆လေးနဲ့ပဲအပီးရှင်းသွားတာပဲဖြစ်တယ်။ပုံစံတူလေးကိုပဲပြလိုက်တာဖြစ်တယ်။ဒီပုံစံနဲ့ပဲပေါ့နော်။ဒီမှာကွာငါးနဲ့ဒီနှလုံးကွာကွာရှင်းနဲ့ဒီနှလုံးငါးနဲ့ဒီ၃နဲ့ဒီ၃လုံးဒီ၆တယ်နော်။၃၆ဒီ၃လုံးကို၄တယ်၃၆လေးရိုက်ချက်။အဲ့ဒါကိုသူ့ဘေးမှာပြန်ရိုက်သွားတာ။ နော်ပြန်ရိုက်ဝါတာပရိနှစ်နဲ့တစ်ထိတ်နဲ့ဒီ3နဲ့နောက်ပေါင်း9နဲ့ဒီနှလုံးကိုးနဲ့ဒီ4တယ်ဒီဇောင်းတင်းနဲ့နောက်ပေါင်း9နဲ့ဒီ6တယ်3 6လေးရိုက်ချင်တယ်ပဲအဲ့လိုမျိုးဒီလိုရိုက်ဝါတဲ့ရင်ဆိုင်နေ၄ကတိတိပေါ့ဗျာနော်ဒီဘက်မှာ၄ကရဲ့အတိုင်းဒီဘက်မှာလည်းဒီ၄ကတိုင်းလက်ရဲ့ခဏက8 9ပေါ့ဗျာနော်ဒါကလွယ်လွယ်လေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တယ်ဒါဟိုလိုမျိုးချုပ်ကွက်တွေမပြသေးဘူးပုံတူရိုက်လိုက်တာလေးကိုပြပေးလိုက်တာပေါ့ဗျာနော်ဒါဒီတစ်ခွက်ကြိုက်ရင်ထိုးတယ်ကျွန်တော်ဒီနှစ်ထဲမှာ ဂရိရှိကပြောင်းနေရနော်ဂရိရှိကမလာသေးတာဖြစ်တဲ့အတွက်ဒီကနန်းလေးမစိုးဘူးပေါ့နော်ဂရိရှိကလာနေလို့ရှစ်ထိန်နဲ့ရှစ်ထိန်နဲ့ဂရိရှိလာမှုများတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါမှမဟုတ်လေအဲအဲ့ဒါဆိုရင်ဒါဆိုရင်တရားစီ364ရက်ချက်နဲ့ဒီ ရှစ်တစ်ကိုတစ်ခွက်ရသွားပြီပေါ့ဗျာနော်ရှစ်တစ်ကိုတစ်ခွက်အဲဒါပထမလိုက်ဆိုတော့ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကပို့ပို့ပပလေးပဲသွားမျိုးပေါ့ဗျာနော်ချုပ်ွက်တွေရတော့အနာနည်းရင်ပြမယ်နော်နောက်တဲ့ဒုတိယဖိုင်တတိယဖိုင်ကြာရင်ချုပ်ွက်တွေလာမှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်အခုကဒီလိုဇောင်းတက်ပြီးသွားပြီဆိုတော့နောက်တစ်လိုင်းတော့သွားလိုက်ရအောင်တစ်လိုင်းကဘယ်လိုသွားမလဲဆိုတော့ဒီကောင် ဒီဘေးချင်းပေါ့နော်ဘေးတတ်တော့ဘေးတတ်လေးပဲအဲဒီကောင်လေးတော့ဘယ်လိုထည့်မလဲတော့ကြတော့လေကျွန်တော်ကဒီလိုပဲရိုးရိုးရှင်းရှင်းလေးထည့်လိုက်ရအောင်6နောက်ပိတ်နဲ့ဒီထက်ချင်းနှလုံးရှင်းနေကိုပါထည့်လေးလို့ထည့်ရဲနော်လေးလို့ထည့် ဒါဆိုရင်သူ့ပုံစံအတိုင်းပဲကျွန်တော်သွားလိုက်အောင်ခြုံနှောက်ပိတ်နဲ့ထိထောင်နှလုံးရှင်းနေကိုလည်းလေးလိုပဲထည့်တယ်နော်ဒါဆိုရင်နှောက်ပိတ်နဲ့ဒီစီနှလုံးနှင်းနေကိုလည်းလေးလိုပဲထည့်တယ်နော်ဒါဆိုရင်ခြုံနှောက်ပိတ်နဲ့ဒီစီနှလုံးရှင်းနေဒီလေးဖြစ်ဖို့သုံးညထည့်စီပျောက်နေတဲ့သုံးညထည့်စီပေါ့ဗျာနော်သုံးညထည့်စီကိုလည်းလိုက်နေတာပဲအဲ့တော့ဒါဒီတလုံးနဲ့ပဲထည့်သွားတာဖြစ်တယ်ပေါ့နော် 6190ကို4လို့ထည့်တယ်6994ကို4လို့ထည့်တယ်เนาะ392ကို4လို့ထည့်တယ်6839ကို4လို့ထည့်တယ်အဲ့လို4လို့ထည့်လိုက်တယ်လို့ပဲခုနကအတိုင်းပဲဗောနော်ခုနကရက်ချက်အတိုင်းပါပဲဒီမှာရှိနေတာကဒီ4ရဲ့အပေါ်မှာရှိနေတာခွာ9တဲ့အဲ့ဒီခွာ9နဲ့ဒီကရှစ်ခါနဲ့ကို3လို့သူထည့်တယ်เนาะတစ်လုံးနဲ့ပဲထည့်တာဖြစ်တယ်3လို့တစ်လုံးနဲ့ပဲထည့်တယ် ဒါဆိုရင်လည်းဒီမှာရှိနေတာကကွာလေးတဲ့နော်ကွာလေးနဲ့အောက်နှစ်ပွဲကျော်မှရှိတယ်ကိုးခါနဲ့ဦးလည်းသုံးလို့ပဲသူထည့်သွားတယ်တလုံးနဲ့ထည့်သွားတယ်နော်ဒါဆိုရင်ဒီမှာရှိနေတာကကွာတဲ့ကွာတဲ့ကလည်းအောက်နှစ်ပွဲကျော်မှရှိတယ်ဒီနှစ်ခါနဲ့ကိုသုံးလို့ပဲသူတလုံးနဲ့ထည့်တယ်ခုနကပုံစံနဲ့တော့လာတူနေပေါ့နော်ခုနက၄၃၆ခုလည်းဒါ၄နဲ့၃နဲ့စတယ်အဲ့တော့ဒီမှာရှိ ွားခွန်နဲ့เนาะဘွားခွန်ဆိုတော့ဒီမှာကျွန်တော်ကဘာခါထည့်မလဲ3ရောင်လို့3ရောင်ဆိုရင်ကျွန်တော်က6ခါလေးထည့်ရမယ်เนาะ6ခါလေးထည့်ရမယ်6ခါလေးထည့်တော့မတရားဘွားခွန်နဲ့6ခါနဲ့3ပေါ့ဗျာเนาะအဲအဲ့လိုမျိုးလေးတွားတာဖြစ်တယ်เนาะဘွား9နဲ့6ခါနဲ့ဒီ3ဘွားလေးနဲ့6ခါနဲ့ဒီ3ဘွား1နဲ့2ခါနဲ့ကို3 ဘွားခွန်နဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ6ခါလေးထဲမှာ3ဖြစ်မှာပေါ့ဗျာနော်ဒါတလုံးနဲ့တည်းကြီးပဲသွားတာဖြစ်တယ်တလုံးနဲ့တည်းကြီးပဲသွားတဲ့အချိန်မှာတဲ့နော်သူကဘယ်လိုထည့်သွားလဲဆိုတော့ဘယ်လိုထည့်သွားလဲဆိုတော့ဒီက3ညထိပ်စီနေနော်ဒီမှာရှိနေ3ညထိပ်စီဒီ3ညထိပ်စီနဲ့ဒီနောက်ပိတ်နှလုံး30နဲ့ကိုပါထည့်တယ်3ညလို့သူထည့်သွားတယ်နော်3ညလို့ထည့်သွားတာဖြစ်တယ် ဒုံညာတလုံးနဲ့ထည့်သွားတာနော်နောက်တစ်ခါဒီမှာရှိနေတာတစ်ထည့်စီတစ်ထည့်စီနဲ့ဒီနောက်ဘက်နှလုံးကိုးနဲ့ကိုလည်းဒုံညာလို့ပဲထည့်သွားတယ်ပေါ့ဗျာနော်နောက်တစ်ခါဒီမှာရှိနေတာကဝါးတယ်ဟာကိုးထည့်စီကိုးထည့်စီနဲ့ဒီနောက်ဘက်နှလုံးတင်းနဲ့ကိုလည်းဒုံညာလို့ပဲသူထည့်တယ်ပေါ့နော်တလုံးနဲ့ပဲထည့်တာဖြစ်တယ်ကွန်းက၄၃၆ဇလန်အခုက၄၃၀ဇလန်ပေါ့ဗျာနော်ဒါဆိုဒီမှာရှိနေတာက၃ညထည့်စီ ုံညာထက်ရှိနေဒီနှလုံး30နဲ့မှာတုံညာထက်ရမှာဆိုတော့9နောက်ပဲ9နောက်ပဲเนาะအဲ့လိုမျိုးလေးတလုံးနဲ့ပဲသူကထည့်သွားတာဖြစ်တယ်430ရိုက်ချက်ပေါ့ဗျာเนาะဒါကြတော့ပြင်ပြပြန်မယ်เนาะအဲ့မှာသူထည့်သွားတဲ့တုံညာကိုထည့်သွားတဲ့နောက်ပိတ်ကိုကြည့်မယ်ဆိုရင်တုံညာ19ဒီ30 19တုံညာဒီ30 9တုံညာ1ဒီ30 39ကို30ဒီ39ကို3လုံးနဲ့ပဲထည့်သွားတာပေါ့နော်ဒီ30ကိုထည့်သွားတာဖြစ်တယ်။ဒါရိုးရိုးလေးယူမယ်ဆိုရင်တော့9 39 1ဒါဇလန်တပိဟန်နဲ့မကိုက်ဘူးပေါ့နော်။အဲဒီမှာထည့်သွားတာဒီ39နဲ့69 39နဲ့69နဲ့ကိုထည့်သွားတာမှာ39နဲ့69နဲ့ထည့်သွားပြီ။ဒါဟိုဟိုကရိုးရိုးလေးပဲဒါပြနေတာဖြစ်တယ်နော်။ဒါပထမ live ဖြစ်တဲ့အတွက် ဒါကိုပထမဟိုကဒီကောင်းလည်းကျွန်တော်တို့ကဒီမှာထက်စီကထက်စီကဒီသုံးလုံးဒီလေးနော်လေးလိုတဲ့ခါကွာ9နဲ့8ထိတ်နဲ့ဒီ3လေး3ဒီသုံးလုံးဒီ30ဒီသုံးသုံးရရဲ့ချိန်လေခွန်8 9ဆိုတော့ပရိလေးအဲ့ဒီပရိလေးကဒီထက်စီအထောင်သုံးလုံးလေးတဲ့နော်ဒီထက်စီအထောင်သုံးလုံးလေးဒီပရိလေးလို့ဒီမှာရိုက်သွားတာဖြစ်တယ်နော်ဒါဆိုပရိလိုင်းကိုကြည့်ရအဲ့လိုမျိုးလေးရိုက်သွားတာတဲ့နော်ဒုတိယတစ်ခက်နေနေရတယ် 6 9ကိုဒီ4เนาะกွာ4နဲ့9ခါနဲ့ဒီ4 3 4 3 19 3ညာဒီ30 4 30ရိုက်ချန်တယ်ကျွန်တော်တို့ကတော့ရပါပြီဝင်လာတဲ့ပရိရှိကဒီမှာထောင်းခဲ့တယ်ထိပ်စီးအထောင်း3လုံးရှိတယ်เนาะထိပ်စီးအထောင်း3လုံးရှိကဒီဆောင်းမှာကျွန်တော်တို့ကပရိရှိရိုက်သွားတာသူကထိတ်လဲနောက်ပိတ်ဘရိတ်ကိုသူကတခါတည်းသူကထည့်သွားတာဖြစ်တယ်ဗောနော်အဲအဲ့လိုမျိုးလေးထည့်သွားတာဖြစ်တယ်။ဒါဆိုကျွန်တော်တတိယတက္ကနီနေရလဲညီမ နှစ်၃ညနှစ်ဒီ၄တဲ့နော်ခွာတင်းနဲ့နှစ်ခါနဲ့ဒီ၃နဲ့၄၃နဲ့နော်အဲ့ဒါက၉၃ညတည်းဒီ၃ညဆိုတော့၄၃၀ရိုက်ချက်နဲ့နှစ်နှစ်တည်းဆိုတော့ဝင်လာတယ်ပရိငါအဲ့ဒီငါကလည်းဒီမှာထက်စီအထောင်၃လုံး၅တဲ့နော်ဒီထက်စီထောင်၃လုံး၅လို့ဝင်လာတာလုံးဝကိုသူကြိုက်နေတယ်ထက်စီတွင်းလာရဲ့ခါတွင်းလာရဲ့နောက်ပိတ်တွင်းလာရဲ့တလုံးသေးတွေပဲနော်အဲ့ဟာကမှထောင်ထားတဲ့ဘရိတ်ဖြစ်နေတယ်အဲ့လိုမျိုးလေးဖြစ်နေတာပေါ့ဗျာနော် အဲဒါမင်္ဂလာပါနော်အားလုံးနှုတ်ဆက်တငယ်ချင်းတွေအားလုံးမင်္ဂလာပါဗျာနော်ချေကပေါ့ချင်နေပြီဒီမှာဒီနေ့မနက်ဖြန်တော့ကျွန်တော်ဟိုဟာနဲ့တစ်နှစ်ပြည့်ယူပါနော်ကောင်းမလေးလက်ဆောင်လေးပေးတာလက်ဆောင်လေးပေးတာအဲဒါလေးကြွားလိုက်မှာဗျာနော်အဲအဲကြွားလိုက်အောင်ဒါမနေ့ကတော့လှုပ်လာတာနောက်ဖြန်ဆိုကျွန်တော်နှစ်ပတ်လေပေါ့ဗျာတစ်နှစ်ပြည့်တဲ့နေ့ပေါ့နောက်ရေကူးရမယ်ရေဝတ်ကူကောင်ခိုင်းညောင်းနေချဲရထန်ကြည့်ရ နော်အဲ့တော့လေနော်ရောက်ကက်ကလည်းပုံစံတူပဲရိုက်သွားတာနော်ပုံစံတူတပုံစံစမ်းပဲရိုက်သွားတာဖြစ်တယ်ဒီ6 8 3ညကို4လို့ထည့်တယ်နော်3ညထည့်စီ9ခွန်နဲ့6ခွန်နဲ့ဒီ3လို့ထည့်တယ်4ပြီး3ဟောနောက်တကဒီ3ဒီ30လို့ထည့်တယ်ဒီ30ရိုက်ချင်တယ်ပရင်းငါကဒီမှာထည့်စီဆိုတော့ ਨੇ ကိုကွက်တီလာကိုက်နေတာဖြစ်တယ်နော်ကိုက်နေတာဖြစ်ဒါလေးတွေရိုးရိုးလေးပြင်မယ် မစိုးခွားမယ်ဟိုရနော်ဒီဘက်ကိုပရိငါးကိုကောင်းကောင်းဆုံးမှာဖြစ်တယ်အခုအချိန်ပေါ့နော်ပြီးခဲ့တဲ့အချိန်လည်းကျွန်တော်ပရိငါးကိုလည်းမဖမ်းနိုင်ဘူးရှစ်ထစ်စီကလည်းဒီမှာနောက်ပေါင်း9ရက်တော့မိတယ်ပေါ့နော်4 6 9 6 8တို့အဲ့လိုပြခဲ့တာကိုအဲ့နောက်ဆုံးလိုက်မှာထစ်စီ၄ရက်ကျတော့၄5ချက်လောက်မိနေတာဟိုရှစ်ထစ်စီကတစ်ချက်တည်းမိပြီးတော့ပရိလိုင်းကလည်းဟိုဟာပေါ့နော်ဟိုဟာကျတော့ပရိငါးကိုကျတော့9နှစ်8တို့ပါလို့အဲ့လိုစီးတော့ပြရတယ်အဲ့လိုမျိုးဖြစ်ကုန်တာ အဲ့ဒီတော့တဲ့နော်ဒုံညာ69ကိုဒုံညာ69ကဒါမွေးကနေကောင်းကောင်းရှိတယ်နော်ဒါကလင်နာဆိုင်မှာမွေးကနေကောင်းကောင်းရှိတယ်အဲ့ဒီတော့ဒါလေးကမစိုးခေါ်ရမယ်ပေါ့နော်အဲ့ဒီတော့ပြောင်းနေတဲ့ဒုံညာထိပ်စီးနေပေါ့ဗျာနော်အေးအဲ့လိုပရိငားလေးရလဲတကွက်ရှိရဆိုတဆိုင်ပေါ့ဗျာနော်အဲ့ဒါကဘာနဲ့ရောသွားတူနေကိုနေ့ကကနေ89နော်89ကိုက369နော်နှစ်ကွက်တော့ရပြီ ပြောဖုံမေးလေးတစ်ခွက်ပြပေးကြအောင်မယ်ပေါ့နော်ဖုံမေးလေးကဘာလို့ဆိုပရင်ငါးကိုကျွန်တော်ကဒီဘက်မှာဟိုဆော့အောင်မှာနော်ကောင်းကောင်းဆော့မှာဖြစ်တယ်ဆိုတော့အဲဒီတော့ပရင်ငါးလိုင်းကျော်ကိုနှောက်ရက်ကိုထက်ပြမယ်ပေါ့နော်ဒီတပင်ကျော်လိုင်းတွေကိုပြပေးမယ်အခုကတော့ဟိုကနေပဲပြတာဖြစ်တယ်အဲကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရဲ့ဟိုဟိုအားပဲပေါ့ညာနော်ဘာလဲ ကျွန်တော်ဖုံးမွေးလေးတစ်ပတ်တစ်ခါဖုံးမွေးကိုမှတ်မိလားအဲကောင်လည်းဒါဒီဘက်ပရိငါဖြစ်နေတာတော့နော်အဲ့ဒါလေးဆိုတော့ပြန်ပြီးတော့ရိုက်ပြပြီးမယ်တချို့ကမလုံးတက်ဘူးမလုံးတက်ဘူးဆိုတော့ကိုဘိတ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ကြိုက်တယ်နော်ကိုဘိတ်ကကြိုက်တယ်ဟိုကတော့ဟိုကအပိတ်ကိုတော့ဒါအရမကြိုက်ဘူးပေါ့ဒါပေမဲ့ तू စိုက်ကြတဲ့နေရာအတိုင်းကိုဟိုကဖြစ်တာပေါ့ဗျာနော် ပြသမှုသဘောကျရင်လက်မှတ်လေးထောင်အားပြုအောင်ပြောနော် channel ကို subscribe နဲ့ပြီးတော့ဝင်ရင်ပြီးပါအောင်အဲကျွန်တော်စခဲ့တဲ့ frame ကဒါပဲပေါ့ဗျာနော်ဝင်ရင်စခဲ့တဲ့ frame ကဒီမှာ break ကိုလို့ထောက်ထားတဲ့အားခါ break ကိုလို့ထောက်ထားတဲ့ဘူး break ပေါ့နော်အဲဒီကအစားဇလန်းဒါပဲလေဒါဖုံဝေးကဒီဖုံဝေးကတော့ကျွန်တော်အပတိုင်းထုတ်သွားလို့ပြောလို့ကျွန်တော်အပတိုင်းထည့်ပြပြပေးပါဗျာနော်အဲ့တော့ဒီကောင်လည်း